လူတက်မှုကျွလုံနယ်ဆိုတဲ့အမျိုးသားတူကိုဝါတက်ဖွဲ့မှဒေရန်စီရင်မင်္ဂလာပါအော်ဒီယိုပိုင်းစော်နိုင်ရနေ့ကျူဆိုပါတယ်ဒီကမှာတော့သတင်းသုံးပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းကထိုင်းနိုင်ငံတွင်မြန်မာ၃ဦး CEO တွေပြုတ်ကျပြီး၂ဦးသေဆုံးတာတက်ဦးတန်ရာရဆိုတဲ့သတင်းနောက်ပြီးလူဦးရေ၁၀သန်းရှိတဲ့အီရန်မျိုးတော်တီဟီယန်ဟာတောက်တုံးရေ၉ရက်စာသာကျန်တော့အကြောင်း မျိုးပြောင်းရကိန်းစိုက်နေတယ်ဆိုတဲ့သတင်းနောက်ဆုံးမှာတော့လူတက်မှုကျူးလွန်နေဆိုတဲ့မျိုးသားတစ်ခုကိုဝါတက်ဖွဲ့ကတေတံစီရင်နေဆိုတဲ့သတင်းတို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးထိုင်းနိုင်ငံမှာမြန်မာ၃ဦး CEO တွေပြုတ်ကြပြီး၂ဦးတိတ်ဆုံးက၁ဦးတန်ရာရတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်၂၀25ခုနိုဝင်ဘာလ14ရက်နေ့မနက်10:00ဝန်းကျင်ကဂျပန်ကရက်ဖီမှာမြန်မာ၃ဦး CEO တွေကြပြီးတော့ နှစ်ဦးသေဆုံးတာတဦးပြင်းထန်စွာဒဏ်ရာရသွားကြောင်းသိရပါတယ်။မြန်မာသုံးဦးဖြစ်ကြတဲ့ကိုပိုင်ရယ်၊ရှိုင်းလင်းအောင်ရယ်၊ကျော်လင်းဦးဆိုတဲ့သုံးဦးဟာစားသုံးစီထုတ်လုပ်တဲ့ဆက်ရုံမှာပုံနဲ့အပြထားတဲ့စီတိုင်ကကြီးကိုတန်ရှင်းရေးလုပ်ဖို့ဝင်ရတယ်လို့ဆိုပါတယ်။လေကားနဲ့စင်းစင်မှာသုံးဦးလုံးမတော်တဆစီတိုင်ကအောက်ဘက်ကို ပြုတ်ကျသွားတယ်လို့ဆိုပါတယ်။ကဲဆယ်ရင်းတွေကလားကဲကြတော့ ူပိုင်းဆိုသူကိုအရင်ကြရအောင်သိရပါတယ်။သူဟာတန်ရာပြင်းထန်လို့ဆဲရုံကိုအ мян ပို့ခဲ့ရတယ်လို့ဆိုပါတယ်။ကျန်းနေတဲ့ဆိုင်းလင်းအောင်နဲ့ကြော်လင်ဦးဟာကံမကောင်းစွာနဲ့တိုင်ကျင်ရဲ့တမ်းမစ်အနက်ထဲကိုရောက်သွားတယ်လို့ဆိုပါတယ်။သူတို့ကယ်ဖို့တိုင်ကီအောက်ဘက်ချမ်းမှာ gas တွေရှိနေတယ်လို့သိရပါတယ်။ gas တွေရှိနေတော့ကယ်ဆယ်ရေးတွေချက်ချင်းဝင်လို့မရခဲ့ပါဘူး။ထိုကလေးနှစ်ယောက်က အဆိုပါဂက်ရှိတဲ့အောက်ထဲကိုပြုတ်ကျသွားကြောင်းသိရပါတယ်။ကယ်ဆယ်ရေးတွေဟာတိုင်ကီတဲကိုရေအေးတွေဖြစ်ပန်ကာနဲ့မှုတ်ကြပြီးမှအောက်ကိုစင်းခဲ့ရပါတယ်။သူတို့နှစ်ယောက်ရုပ်လောင်းကိုနေ့လယ်တနာ15မိနစ်မှာဆယ်ယူရရှိခဲ့ပါတယ်။ဒီကလေးတွေဟာမိဘကိုလှုပ်ကျွေးနေတဲ့ကလေးတွေလို့သိရပြီးရှိုင်းလင်းအောင်ကတော့အသက်24နှစ်ဖြစ်ကာကျော်လင်းကအသက်25နှစ်လို့သိရပါတယ်။ ။ဒဏ်ရာပြင်းထန်စွာရသွားတဲ့ကိုပိုင်ကတော့အရေးပေါ်ခန်းမှာရောက်ရှိနေပြီးသူ့အခြေအနေကစိတ်ချရပြီလို့လည်းဆိုပါတယ်။ဆုံးသွားတဲ့ညီလေးတွေကောင်းမွန်ရာရောက်ကြပါစေလို့ဆုတောင်းပေးပါတယ်။ဆက်လက်ပြီးလူဦးရေဆယ်သန်းရှိတဲ့အီရန်မျိုးတော်တီဟီယန်တောက်တုံးရေကိုရဆန္ဒကျွန်တော်အကြောင်းမြို့ပြောင်းရကိန်းစိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လူဦးရေဆက်တမ်းမြင့်နေထိုင်တဲ့အီရန်နိုင်ငံမြို့တော်တီဟီယန်မှာ လက်ကျန်သောက်သုံးရေပမာဏက9ရက်စာသာကျန်တော့တာကြောင့်မြို့ပြောင်းရွှေ့ရကိန်းစိုက်နေရလို့သိရပါတယ်။အီရန်နိုင်ငံဟာသမိုင်းမှာမောကောင်ရေရှားမှုတန်းစိုးစုံခံနေရတဲ့နိုင်ငံဖြစ်ကနှစ်ပေါင်းများစွာသောစီမံကိန်းများများမြို့ပြလူဦးရေတဟုန်တို့တိုးမြင့်လာခြင်းနဲ့မြေအောက်ရေအလွန်ကျွံထုတ်သုံးညခြင်းများကြောင့်မိုးခေါင်နေပြီးဒီလိုမျိုးဆက်လက်မိုးခေါင်နေပါကလက်ရှိမြို့တော်ဟာတောက်တုံးရေပင်မရေမြင့်ဖြစ်သောလာဘာဆန်ရှိ လက်တရဆဲအတွင်းကတောက်တုံးရေပမာဏဟာမြို့လူဦးရေတောက်တုံးရန်ကိုရက်စာတာကြံရှိတော်ကြောင်းအီရန်တမတမာဆုပီဇက်ခီယန်ကအလွန်ဆိုးရွားသောကပ်ဘေးတင်ပြီးမြို့ပြောင်းရွှေ့ရွယ်ရှိရလို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ17ရက်ကအီရန်လွတ်တမပီဇက်ခီယန်ကရေပြဒနာအားဖြည့်ရှင်းနိုင်ပြီဆိုရင်ထိုသူကို အာနာအကုံလွှဲပေးပြီးဖြည့်ရှင်းစေမည်ဖြစ်ကြောင်းဒီပြဒနာသည်တီဟီရန်နေသာမကဲ ဒုတိယအကြီးဆုံးမြို့မဟတ်တွင်လည်းတောက်ရီလောင်စဲသည်၃00ခန့်လုံးသာရှိတော့ကြောင်းတနင်္ဂနွေလုံးရှိဆယ်ပေါင်း၁၉ခုတွင်လည်း၆ဆွဲကုန်တာကြောင့်ဖိတ်ထားရကြောင်းတီဟီယန်မြို့မှာ၆နှစ်ဆက်တိုက်မိုးကောင်ရေရှားမှုဖြစ်ပါကမနစ်ကထက်မိုးရွာသွင်းမှုနှုန်း၄၀ရာခိုင်နှုန်းထပ်မံကျဆင်းသွားတာကြောင့်တောင်ကျောင်းရေခံရေလောင်ကန်များမြေအောက်ရေထွက်ယူတဲ့ရေလောင်ကန်များဟာရေအရင်းမြစ်ရရှိနိုင်စွမ်းမရှိသလောက်ဖြစ်လာခြင်းက ကပ်ဘေးစိုက်တာထက်ပုံမစိုးရတဲ့အဆင့်ရောက်နေပြီလို့ပြောကြားသွားခဲ့ပါတယ်။ပီဇက်ခရံကတီဟီယန်ရှိအစိုးရအဆောက်အုံများကိုမြို့တော်ဤတောင်ဘက်သို့ပြောင်းရွှေ့မှုများစတင်ရန်လိုအပ်နေပြီးမြို့တော်တစ်စိတ်တစ်ပိုင်းသို့မဟုတ်တစ်မြို့လုံးပြောင်းရွှေ့ရမှုမျိုးလည်းလောက်ကောင်းလောက်ရနိုင်တယ်လို့စိတ်ပြတ်စွာပြောဆိုသွားခဲ့ပါတယ်။တိုက်ပန့်ရှင်များကအီရန်နိုင်ငံ၏ရေရင်းမြစ်ဟာလုံးဝခမ်းချောက်သွားမဲ့အနေအထားရှိရာကြောင့်နှစ်ပေါင်းများစွာကတည်းကသတိပေးခဲ့ပေမဲ့ စီမံခန့်ခွဲမှုအမှားများကြောင့်ပိုဆိုးလာခဲ့တာ2009ခုနှစ်နောက်ပိုင်းအစ္စဖဟန်အရမအရှိတောင်ဘက်သို့စီးဆင်းတဲ့ဇိုင်ယန်ဒရက်မြစ်ဟာရေမစီးဆင်းတော့ပဲခန်းချောက်ပြောက်ွယ်သွားခဲ့ရေမစီးဆင်းမဲ့ခန်းချောက်ပြောက်ွယ်သွားပြီဖြစ်ကြောင်းသိရပါတယ်။အီရန်ခေါင်းဆောင်အလီခါမင်းနီလက်ထက်ခုခံနိုင်ငံရှိရဲ့စီမံကိန်းများဟာပိတ်ဆို့ခံရမှုများမှရောက်ထွက်နိုင်ပြီးကြီးမားတဲ့စိုက်ပျိုးရေးကဏ္ဍကြီးပြန်လည်ထူထောင်လို့မှုဟာယခုအတိုင်း ရည်တော်မြတ်မဖြစ်နိုင်တော့ပဲပြည်သူပခုံးမဟုတ်တာဝန်တော်ဝန်ပိုးများဖြစ်လာတယ်လို့တီဟီရန်နေစဉ်သတင်းစာကအေရီတာအဘော်ဖြစ်ထက်သွင်းရေးသားဝေဖန်သွားပါတယ်ဆက်လက်ပြီးလူတက်မှုကျွလုံနေဆိုတဲ့မြို့သားတူကိုဝါတဖက်မှတေရန်စီရင်တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်မြောက်ပိုင်းဝါတဖက်ထင်ချုံရဟိုပန်မြို့မှာလူတက်မှုနဲ့တများမှုကျွလုံနေတဲ့မြို့သားနှစ်ဦးကိုဝါတဖက်ကနိုဝင်ဘာလ14ရက်နေ့မနက်မှာ ဒေတာနဲ့ထောင်နှံတွေအတူတူချမှတ်ခဲ့တယ်လို့ဖော်ပြမျိုးကန်တွေကပြောကြပါတယ်။လူတက်မှုကျူးလွန်တဲ့အသက်၁၈နှစ်အရွယ်မျိုးသားတအုပ်ကိုဒေတာချမှတ်ခဲ့ပြီးအသက်၂၈နှစ်အရွယ်ကြာမျိုးသားတအုပ်ကိုတော့ထောင်နှံ၅နှစ်ချမှတ်ခဲ့တာလို့မျိုးကန်တွေကပြောကြပါတယ်။မနက်ကအဲ့ဒီမြောက်ကိုဈေးထဲမှာလိုက်ပြတယ်။ပြီးတော့ခမ်းမကိုခေါ်သွားတယ်။တိုင်တယောက်လာရမယ်ဆိုပြီးခေါ်လို့သွားကြည့်ကြတာ။နောက်ကိုကြံတဲ့သူတွေမလုံရဲအောင်ဆိုပြီးပြောသွားတယ်။ ဟောပန်မြို့ကန်တို့ကပြောကြားခြင်းဖြစ်ပါတယ်။တရန်စီရင်ခံရတဲ့အမျိုးသားတို့တော့တခြားနေရာတစ်ခုကိုခေါ်သွားပြီးစီရင်လိုက်တယ်လို့မြို့ကန်တွေကပြောကြားပါတယ်။တရန်ချမှတ်ခံရတဲ့အမျိုးသားဟာဘိုင်းရဲ့စာတိဖြစ်ပြီးတရုတ်အမျိုးသမီးတဦးကိုလူသတ်မှုကျူးလွန်ခဲ့သူဖြစ်တယ်လို့ဝါနယ်ဆက်အခြေစိုက်တဲ့ဝါနယူးစန်မီဒီယာကပေါ်ပြထားပါတယ်။အရင်နှစ်ကလည်းတခါအခုလိုပဲတရန်ချပြသေးတယ်။အဲ့ဒီတော့ကလည်းလူသတ်မှုပဲ။အခုနဲ့ဆို ဟိုပန်မှာဒါမျိုးလောက်တာနှစ်ခါရှိပြီလို့ဟိုပန်မြို့ကန်တူကပြောပါတယ်။ဟိုပန်မြို့မှာပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကမော်ဆန်စတိုးဆိုင်တများတိုက်ခံရမှုတွင်ရှင်းနေအရွယ်ကလေးတူတေဆုံးခဲ့တဲ့ဖြစ်နေပတ်သက်ပြီးကျူးလွန်နေလို့စစ်ဆေးပေါ်ပေါက်တဲ့မျိုးသားတယောက်ကိုဝါတက်ဖက်ကတေးတံပေးခဲ့ပါတယ်။မတိုင်မှုကျူးလွန်နေလို့စွဆွဲခံရသူအမျိုးသား6ဦးရဲ့ဦးဆောင်နေလို့ဆိုတဲ့မျိုးသားတယောက်ကိုထောင်နဲ့တသက်ချမှတ်ခဲ့ပြီးကြံ9ယောက်ကိုတော့ နှစ်ရှယ်ထောင်နှံမျိုးချမှတ်ခဲ့ကြောင်းသိရပါတယ်။မြန်မာတရုတ်နယ်စပ်မှာအခြေစိုက်တဲ့ဝါတပ်ဖွဲ့နဲ့ကိုကန့်တိုင်းသားတပ်ဖွဲ့တွေဟာသူတို့ထမ်းချုပ်ဒေသတွင်းမှာလူတပ်မှုဓားမှုကျူးလွန်တဲ့သူတွေကိုအခုလိုပဲဒေသနေစီရင်လက်ရှိရန်တို့ဒေသခံတွေကကြောက်ကြပါတယ်။အခုလ17ရက်နေ့ကလည်းကိုကန့်တိုင်းသားလက်နက်ကင်တပ်ဖွဲ့ထမ်းချုပ်တဲ့မွန်ဂိုမြို့မှာလူတပ်မှုကျူးလွန်တယ်လို့ဆွဆွဲခံရသူအမျိုးသား9ဦးရဲ့အုံကိုလူအများရှိမှတေတံစီရင်ပေးခဲ့ပါတယ်။